အဲအဲ့ဒီခေါင်းမဖြတ်ခင်မှာဆွတ်တောင်းသွားတာဘုံတော်ကြီးတော်မူသောမြတ်စွာဘုရားတပည့်တော်ရဲ့ဟောဒီဥကောင်းကိုဖြတ်ပြီးတော့မြတ်စွာဘုရားကိုလှူရတဲ့ကုသိုလ်ကောင်းမှုကြောင့်တပည့်တော်ဘုရားဖြစ်တဲ့အခါမှာနေရညရလို့မရှိဘဲနဲ့နေရောညပါလင်းထိန်ပြီးတော့နေပါစေသာမြတ်စွာဘုရားလို့ဆွတ်တောင်းပြီးတော့ခေါင်းဖြတ်လှူခဲ့တဲ့ဒါနပရမတ္ထပါရမီကုသိုလ်တူဖြစ်ပါတယ်လို့ ဘဂဝါဘုန်းတော်ခြောက်စုအောင်လန်းတို့ဖြစ်တော်မူသောဘုရားရှင်ကိုရောမြတ်ကအဝေါ်စာကရုဏာရှိထားမေတ္တာအဖြစ်မိန်ကြားတော်မူလိုက်ပါပေသတည်းအရိမတေယဘုရားရှင်ကိုရောမြတ်ဟာပြုလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုကအဲ့ဒီခန္ဓာကိုယ် ကိုကောင်းကိုဖြန့်ပြီးတော့ဒါနပရမတ္ထပါရမီအလှကြီးပေးခဲ့တဲ့ရှင်သာသာရိပုတ္တရာအရိမတေယဘုရားရှင်ကိုရောမြတ်ဘုရားဖြစ်တဲ့အချိန်ကစာပြီးတော့တရားရည်တိုက်တွေးတော်မူလာလိုက်တံဂရေ900သောတတ္တဝါတွေကြွတန်းဝင်ကြတယ်တဲ့တတ်တော်အနှစ်ရှစ်တောင်ပြည့်တဲ့အခါမှာဟောတတ်တော်အနှစ်ရှစ်တောင်ပြည့်တဲ့အခါမှာ ပရိနိဗ္ဗာန်ဝင်ဆံချုပ်ငိမ့်ဘဝစာသိမ့်လိမ့်မယ်လို့ဘဂဝါဘုံတော်၆ဆူအောင်လာသူဖြစ်တော်မူသောဘုရားရှင်ကိုတော်မြတ်ကအဝဇာကရုဏာရှိတာမေတ္တာအဖြင့်မိန်ကြားတော်မူလိုက်ပါပေသတည်းတို့ဘုရားကတတ်တော်80အရိမတေယျမြတ်စွာဘုရားရှင်ကိုရောမြတ်ကတတ်တော်အနှစ်1000နဲ့ အနိရှင်တောင်ပရိနိဗ္ဗာန်စံပြီးတော့ထားတော်မူမဲ့သာသနာကအနှစ်3သိန်းသာသနာဘလောက်ထားခဲ့ပဲကဲဘုန်းကြီးတို့အခုဂေါတမမြတ်စွာဘုရားသာသနာက9000တဲ့မကွာဘူးလားဘုရားတိုက်ကွာလိုက်တာထားတော်မူမဲ့သာသနာတော်ကအနှစ်3သိန်းနဲ့6000 3သိန်းနဲ့မဟုတ်6000ပါသေးတယ်3သိန်းနဲ့6000နဲ့ ဂေါရမမြတ်စွာဘုရားရှင်ကိုရမြတ်ကပြိဋိမံဆန္ဒတတ်တော်ရှိတဲ့ထားခဲ့တဲ့သာသနာက9000အခုပဲတဝက်ကျော်လာပြီတဝက်တည်းမကောင်2550နတ်တန်နဲ့တွေ့ကြည့်ဘုန်းကြီးတို့ဂေါရမဘုရားသာနာတော်ဟာကွယ်ဖို့လို့ရက်ပိုင်းလေးပဲရှိတော်တယ်လူသက်နဲ့တွေ့နေလို့2500ပြောနေတာနတ်တန်နဲ့တွေ့ရင်ရက်ပိုင်းပဲကျန်တော့တယ်မေလျော့ပေါ်စာနေလို့မဖြစ်ဘူးပြည်သားတွေအပူတမင်းကုသိုလ်ကောင်းမှုလုပ်ရမှာ အရိမတေယမြတ်စွာဘုရားရှင်ကိုတော်မြတ်သာသနာတော်အနှစ်သုံးသိန်းနဲ့6000ပြည့်သွားတဲ့အခါမှာဒီလောကကြီးမှာဘုရားတရားတန်ခါယရဏဆိုတဲ့ယရဏသုံးမဟာစိတ်သုံးသွားလိမ့်မယ်ဘလောက်ကြာမလဲဆိုကဘာပေါင်းတသိန်းနဲ့ဘုရားတန်တရားတန်တန်ခါတန်ကိုမကြားရမှာကဘာတသိန်းကဘာပေါင်းဘလောက်တဲ့ကဘာတသိန်းတိတိဘုရားတန်တရားတန်တန်ခါတန်ယရဏသုံးမတန်ကို လုံးဝမကြရပဲနဲ့ကဘာပေါင်းတသိမ့်တိတိလောကကြီးအမောင်ဖုံးသွားပြီအဲ့ဒီကဘာတသိမ့်ကျော်လွန်သွားတဲ့အခါမှာမန္တကဘာရဲ့လို့ဖြစ်ပေါ်လာပြီးတော့ဘုရားနှဆူပွက်လိမ့်မယ်အဲ့ဒီမန္တကဘာမှာဘုရားနှဆူမန္တကဘာမှာဘုရားမနှဆူတနေ့တဲ့တစ်ချိန်နဲ့တစ်ပြိုင်နဲ့ပွက်တာမဟုတ်ဘူးတဆူပြီးမှတဆူပွက်တာဘုန်းကြီးတို့ခုဘာတကဘာမှာ ရားငါစုပွင့်နဲ့ကကုသနာဘုရားပွင့်သာသနာထာကပြိဋိဘန်ဆံကောနာဘုံဘုရားပွင့်သာသနာထာကပြိဋိဘန်ဆံကတဘဘုရားပွင့်သာသနာထာကပြိဋိဘန်ဆံဂေါရမဘုရားပွင့်သာသနာထာကပြိဋိဘန်ဆံပြီးတော့သာသနာထာခဲ့တယ်အခုဂေါရမဘုရားသာသနာဒီဗတ္တကဘာကြီးမှာဟောမန္တကဘာတဲ့အဲ့ဒီမန္တကဘာမှာတော့ဘုရားနှစုပွင့်မယ်ပွင့်မယ်ဘုရားက ရာမတဲ့မန္တကဘာမှာပွင့်မဲ့ဘုရားကရာမအဲ့ဒီရာမကဥတ္တရာရာမမင်းနဲ့ဥတ္တရာရာမမင်းကရာမဆိုတဲ့ဘွယ်အမိနဲ့ဘုရားရှစ်လိမ့်မယ်သာရိပုတ္တရာနောက်ဘုရားတဆူကဓမ္မရာသာဘုရားတဲ့ဘာဘုရားတဲ့ဓမ္မရာသာဘုရားကဘသူတုံးဆိုတော့ပိယတတေပရိနတိကောတလမင်းကြီးတဲ့ ကောသလမင်းကြီးဘာမင်းကြီးလဲကောသလအိမ်မဲ16ချက်ဆိုတော့မရဘူးလားအဲအဲ့ဒီအိမ်မဲ16ချက်မဲ့တယ်ကောသလမင်းကြီးဘုရားတော်ကောသလမင်းကြီးအိမ်မဲ့မဲ့တယ်အိမ်အိမ်မဲ့မဲ့တယ်ကောသလမင်းကြီးဟာဓမ္မရာဇာအနေနဲ့ဓမ္မရာဇာအမိနဲ့ဘုရားပွင့်မယ်အကြာကြီးဆောက်ရအောင်မယ်အခုဘုန်းကြီးတို့ပြန်တွက်ပြအောင်မယ်အခုဒီကဘာကြီးအခုဘုန်းကြီးတို့ဘာသာကဘာဘာသာကဘာကနေကုတတန်းနေဆုံးဘုန်းကြီးတို့55တန်းရောက်လာပြီ ဝန်ဆန်ငနေတန်ကနေတတန်းနေစုံ90အစိမ့်20စုံစုံစုံဆန်နေတန်းဆန်နေတန်းကျတော့ကကြီးသုံးမဆိုင်ဆက်ပြီးတော့အဲ့ဒီကကြီးသုံးမကနေပြီးတော့ပြန်လွတ်လာတဲ့လူတွေကမွေးတဲ့ကလေးတွေမွေးတဲ့ကလေးတွေကအနည်း20အဲ့ဒီကအဲ့ဒီလူတွေကပြန်မွေးအနည်း40အဲ့ဒီကနေတတန်းနေတက်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 တသိန်းနာတသိန်းနာရောက်တော့အခုအရမတေးရဘုရားပွင့်အရမတေးရဘုရားပွင့်ပြီးတော့လူတွေတတန်းနေပြန်စုံ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 သာသနာတော်ထားကမှာက3သိန်းနဲ့6000 အဲ့ဒီကနေပြီးတော့သာသနာလဲပြည့်လို့ဂုံလဲဂုံသွားတော့ဒီကမ္ဘာလောကကြီးမှာဖျားရည်လို့မရှိတော့ပြန်ဘူးအဲ့ဒါဘလောက်ကြမလို့ဆိုကမ္ဘာပေါင်းတသိန်းအဲ့ဒီကမ္ဘာတသိန်းလွန်တဲ့အခါကျတော့မှမန္တကမ္ဘာဆိုပြီးတော့ကမ္ဘာကြီးပြန်တယ်မှာအဲ့ဒီကမ္ဘာကြီးပြန်တယ်တဲ့အခါကျတော့မှဖျားနေစုတဆူကဥတ္တရာရာမမင်းတဆူကတော့ရာမဖျားဆိုပြီးတော့ပြွင့်မယ်ပရိနေတိကောသလမင်းကြီးကတော့အဲ့ဒီချိန်ကျတော့ဓမ္မရာဇာအမည်ရှိတဲ့ ဖရာရဲ့လို့ဖြစ်ပေါ်လာလိမ့်မယ်တဲ့မန္တကဘာပြက်ပြီးတဲ့ခါမှာတာရကဘာရဲ့လို့တခါပြန်ဖြစ်အောင်မယ်အဲ့ဒီချိန်လုံးကမန္တကဘာမှာဖရာနှစ်ဆူပွင့်ပြီးတော့ကဘာကြီးပြက်ကဘာကြီးပြက်ပြီးတော့နောက်ကဘာတစ်ခုပြန်ပေါ်လာမယ်အဲ့ဒီကဘာကတာရကဘာအဲ့ဒီတာရကဘာမှာအဘိဘူးလို့အမည်ရတဲ့ဖရာတဆူတဲ့တာပွင့်လိမ့်မယ် ဲ့ဒီဘုရားပွင့်ပြီးတော့သာသနာထားခဲ့သာသနာကုန်ကဘာကြီးပြည့်ကဘာပြည့်ပြီးတော့သာရကဘာပြည့်ပြီးတော့ဘိသတ္တိကဘာပေါင်းတသိန်းတိတိတခါဘုရားမပွင့်ပြန်ဘူးတဲ့ကဘာတသိန်းလွန်တဲ့အခါကြတော့မှဒီကတော်နေအသူရိစန္ဒနီပုံနာသူဘလူလင်တော်ရေပုံနာနာလာဂီရိစေပလလျာစေအဲ့ဓာတွေဟာပြည့်တတ်တဲ့ဘုရားအလောင်းတွေပဲတဲ့ ကဘာတသိန်းလုံးမှပွင့်ကြမယ်ဖရာတွေကောင်းရင်မှရှိနေတယ်ဒီကတော့နီလို့ခေါ်တဲ့အတူရိဏမင်းကြီးစန္ဒာနီပုံနာတဲ့ဥပလူလင်တဲ့ဒေါ်ထေရပုံနာတဲ့ဘုရားတို့ခေါ်မှုပါတဲ့ဒေါ်ထေရပုံနာဆိုတာယနေ့တထေနှစ်ဖြင့်ကပွေးဆိုတာတုတိယွာမှာဒေါ်ထေရပုံနာကြီးတသော်ဘုရားကိုမကြည်ညိုဘူးကုသိုလ်ကောင်းမှုဘာမှမလုပ်ဘူးသေသွားတဲ့အခါကျတော့အိမ်မှာခွေးပြန်ဖြစ်နေတာ သူသားလေးကမောင်သူ့ဘသူ့ဘလူလင်း ဲ့ဒါအိမ်ကောင်းရင်မှရွှေပန်းကင်ကြီးတွေမြုပ်ထားတာဆွဲလန်းပြီးတော့အိမ်မှာခွေးပြန်ဖြစ်ညစွာဘုရားအိမ်ရှိဆောင်းခံကြွလာတော့ဒုတိယပါကြီးဆောင်းခံကြွလာတော့ဘုရားထွက်ဟောင်းညစွာဘုရားကအဘိညာဉ်နဲ့ကြည်ပြီးတော့ဟဲ့တော်ရီယာခုချိန်ထိမင်းမိုက်နေတော့လားလို့ခွေးလေးကိုငောက်ခဲတော့အဲ့ဒီခွေးလေးပြာပုံနဲ့သွားတော့အိမ်သူပါလွန့်လင်းပြန်လာတော့ခွေးပြောက်လို့လိုက်ရှာ ခွေလေးမှိုင်းနေတာတွေ့တော့မေးမြတ်စွာဘုရားငေါက်သွားတယ်ဆိုတဲ့အကြောင်းပြောတော့ဘုရားနောက်ကိုခွေပိုက်ပြီးတော့လိုက်ဘုရားရန်လိုက်တွေ့တာမြတ်စွာဘုရားကဟဲ့သူ့ပါလူလင်မင်းဖေအဲ့ဒီတော်ရီယာဘုံသားကြီးကခုမင်းလက်ထက်မှာပိုက်ထားတဲ့ခွေလေးပဲကိုတော်မဟုတ်တန်တရားတွေဆောက်မပြောနိုင်တဲ့ကိုတော်လက်တွေ့ပါပြနိုင်တဲ့အေးမင်းခွေလေးမင်းပြောလေတိုးတိုးလေးကပ်ပြောလေဖေးသားကိုချင်းအမေမြောက်ခဲ့တဲ့ရွှေပန်းကန်ကြီးလေးကိုလိုက်ပြပါဆိုခွေလေးမင်းအဲ့ဒါပြလိမ့်မယ်လိုက်သွားသွားဖို့ယူတကယ်မြတ်စွာဘုရားမိန်တော်မူတဲ့အတိုင်း သူ့ဘာလူနဲ့လှုပ်တော့မှဒီခွေးလေးကမင်းကပြောတဲ့အတိုင်းပဲရွှေပန်းကကြီးရှိတဲ့နေရာကိုလက်လေးနဲ့လိုက်ရက်ပြတာတွူးယူတော့ရွှေပန်းကကြီးတွေရအဲ့အဲ့ဒီသားဖန်နဲ့ရောအဲ့ဒါသူ့ဘာလူလင်းနဲ့သားကသူ့ဘာနဲ့အဖေကတော်တေးရပုံနာတဲ့အဲ့ဒီပုဂ္ဂိုလ်တွေဟာဘေးသာတဲ့ဘုရားအလောင်းနာလာဂိရိရှင်ရသော်ဗျာရာသီရုပ်မျိုးတွေဆွမ်းခံကြွတော့ဒေဝရတ်နဲ့အဇာတတ်တို့ကထိုးလိုက်ထိုးလိုက်ဟဲ့လို့